ဒီကနေ့ဒီဇင်ဘာလ30ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီကနေ့သတင်းတွေကတော့အုပ်ချုပ်ရေးမှုရွေးချယ်မှုပေါ်တက်ရောက်မှုရှိနိုင်တဲ့ရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုဒုတိယကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းတင်သွင်းဆိုတဲ့သတင်းခေတ်သုံးကမှကာတွန်းလက်ရာတွေကို ပြသထားတဲ့မြန်မာကာတွန်းနှစ်တရာပြည့်ပွဲတော်ဆိုတဲ့သတင်းတက်တန်းလိုက်ပြိုင်ပွဲတွေမှာကစားသမားများအသက်ကျော်မှုထရာဘောလုံးလောကဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပြီးအစဉ်စစ်ဆေးမှုတွေပြုလုပ်နေကြောင်းဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြားဆိုတဲ့သတင်း တည်ရန်ချမှတ်ခံခဲ့ရတဲ့မြန်မာရွှေပြောင်းလုပ်သားနှစ်ဦးအတွက်ဆန္ဒထုတ်ဖော်မှုများဆက်လက်ဖြစ်ပွားအဆရှိတဲ့သတင်းတွေပါဝင်ပါတယ်။ပြည်သူ့လွတ်တော်73ကြိမ်မြောက်အစည်းအဝေးကိုဒီဇင်ဘာလ30ရက်နေ့မနက်7:00နာရီကမှစတင်ကျင်းပခဲ့ပြီးလွတ်တော်မှအဆိုတင်သွင်းခဲ့တဲ့ကျဲပွင့်ပြမိခွန်းတွေကိုသက်ဆိုင်ရာဌာနများကလာရောက်ဖြေဆိုခြင်းတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ရက်ကွက်သုံးမဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကြမ်းကိုဥပဒေကြမ်းကော်မတီမှတင်သွင်းခဲ့ပါတယ်။2023ခုနှစ်ပြည်သူ့လွတ်တော်ဆိုင်ရာနှီးဥပဒေ185 နီးဥပဒေကွဲကာကြီးအရာရက်ွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုဥပဒေကြမ်းကော်မတီကတင်သွင်းခဲ့တာဖြစ်ပါတယ်ဒီလိုတင်သွင်းရမှာတော့အုပ်ချုပ်ရေးမှူးများရဲ့တာဝန်ထမ်းဆောင်ရမယ့်တက်တမ်းမှာပြည်သူ့လွတ်တော်ရဲ့တက်တမ်းနဲ့အတူတူဖြစ်တာကြောင့်2016ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာတက်တမ်းကုံဆုံးမှဖြစ်ပြီးရက်ွက်အုပ်ချုပ်ရေးမှူးအစ်စ်များကိုလည်းပြန်လည်ရွေးချယ်ခန့်ထားရမှာဖြစ်ပါတယ်အခုလိုတင်သွင်းတဲ့ဥပဒေကြမ်းကိုပြည်သူ့လွတ်တော်ဥပဒေကြမ်းကော်မတီရဲ့လေလာတွေ့ရှိတဲ့အစီရင်ခံစာကိုတော့ ော်မတီရဲ့အတွင်းရေးမှူးဦးစောလှထွန်းကဖတ်ကြားခဲ့ပါတယ်။ပြည်သူ့လွှတ်တော်ဥရကြံကော်မတီကပေးပို့တဲ့ရက်ွက်သုံးဖို့ခြေရအုပ်စုအုပ်ချုပ်ရေးဥတွေကိုဒုတိယကြိမ်ပြင်ဆင်သည့်ဥတွေကြံကိုပြည်ထောင်စုလွှတ်တော်ဆိုင်ရာနေဥတွေ80နေဥတွေကွဲကာကြီးရပြည်သူ့လွှတ်တော်တွင်စတင်ဆွေးနွေးနိုင်ရန်ပြည်ထောင်စုလွှတ်တော်ရုံးကပေးပို့လာပါတယ်။ဒီဥတွေကြံနဲ့ဆက်လင်းပြီးတော့ပြည်သူ့လွှတ်တော်ဥတွေကြံကော်မတီကကျွန်တော်တို့ဥရေရေးရနဲ့အထူးကိစ္စရများလေးလာဆန်းစစ်သုံးသက်ရေးကော်မရှင်ဖွဲ့ဝင်များနဲ့အတူ ညှိနှိုင်းစည်းဝေးကျင်းပပြုလုပ်ခဲ့ပြီးပြည်သူ့လွတ်တော်ဆိုင်ရာနေဦးရေ59ပါအခြေခံရမည်မူ၁၂ချက်နှင့်အညီလေလာစစ်စစ်ခဲ့ရာတင်သွင်းလာသည့်ရက်ွက်သုံးခုခြေရအုပ်စုအုပ်ချုပ်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းတွင်အပိုင်းနှစ်ပိုက်ပါရှိပြီးမူလဥပဒေကြမ်း၏ပုံမှန်ကိုအစားထိုးပြင်ဆင်ခြင်းဖြစ်ကြောင်းတင်ပြပါရယ်မူလဥပဒေမှာပြည်သူ့လွတ်တော်ဤတက်တန်းနှင့်အညီဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသဖြင့်2016ခုနှစ်ဇန်နဝါရီလ31ရက်နေ့တွင်တက်တန်းကုံဆုံးမိပြည်သူ့လွတ်တော်၏တက်တန်းနှင့်အညီရက်ွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုအသစ်များကိုရွေးချယ်တာဝန်ပေးအပ်ရမည်ဖြစ်ပါသည်။ထို့ကြောင့်ပြည်ရေးဝန်ကြီးဌာနထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသက်ဆိုင်ရာမြို့နယ်အသီးသီးတွင်ရက်ွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုရွေးချယ်တာဝန်ပေးအပ်နိုင်ရန်ရွေးချယ်ပွဲများလည်းကျင်းပပေးရမှာဖြစ်ပါသည်။မူလဥပဒေပါပြဋ္ဌာန်းချက်များအရ အလော30ဆောင်ရခြင်းကြောင့်အချို့သောမျိုးနွယ်များဤရက်ွက်နှင့်ကြေးရွာမှုများမှာ မကြည်မငြိမ်မှုများဝေဖန်ပြောကြားစရာများဖြစ်နေကာအစ်စ်တွာဝင်ယူရမည်ပြည်တော်စုအစိုးရအဖွဲ့အနေဖြင့်ကြီးကြပ်လမ်းညွှန်မှုများကိုဥရည်နှင့်ညီဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကိုလည်းစစ်စစ်တွေးရှိရပါသည်။ထို့ပါ၍ပြည်တော်စုအစိုးရအဖွဲ့သည်ပေါ်ပေါက်လာနိုင်သည့်ကာလတည့်ရက်တွင်မှရက်ွက်နှင့်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှုများရွေးချယ်တာဝန်ပေးရနိုင်ရန်အတွက် ုံမ၉ပါးပြည်သူ့လွတ်တော်၏တက်တန်းနှင့်အညီဟုသောစကရက်နေရာတွင် နိုင်ငံတော်တမန်၏ဂျာဒူးတက်တန်းအတိုင်းဟု၍စကရက်အစားထိုးပြင်ဆင်ရခြင်းဖြစ်ပါသည်။ထို့ပါ၍နိုင်ငံတော်တည်ငြိမ်အေဂျင်ရေးရက်ွက်နှင့်ကြေးရအုပ်စုအသီးသီးရှိဒေသခံပြည်သူများကမိမိတို့၏အရေးယာကိစ္စရပ်များကို ကြီးကြပ်စီမံဆောင်ရွက်ပေးမိအုပ်ချုပ်ရေးမှု ရွေးချယ်တာဝန်ပေးရနိုင်ရေးအတွက်လုံလောက်သောအချိန်ကာလ ရရှိစေရန်ရက်ွက်သုံးဖို့ကြေအောင်စုအုပ်ချုပ်ရေးဥပဒေကိုဒုတိယကြိမ်ပြင်ဆင်သည့်ဥပဒေချမ်းကို2013ခုနှစ်ပြည်သူ့လွတ်တော်ဆိုင်ရာဤဥပဒေ61အရဆင်းရဲခဲ့ပြီးဤဥပဒေ63နှင့်အညီလွတ်တော်သို့အစီရင်ခံတင်ပြအပ်ပါသည်ပြင်ဆင်တဲ့ချက်မှာတော့ရက်ွက်အုပ်ချုပ်ရေးမှုရဲ့တတန်းကိုပြည်သူ့လွတ်တော်ရဲ့တတန်းနဲ့အညီဟုသောစကားရက်နေရာမှာနိုင်ငံတော်သမ္မတရဲ့တတန်းနဲ့အညီဟုဆိုကပြောင်းလဲသတ်မှတ်ခြင်းဖြစ်ပါတယ် ခစ်တုံးကမှကာတွန်းလက်ရ300ကျော်ကိုပြသထားတဲ့မြန်မာကာတွန်းနှစ်တရာပြည့်ပွဲတော်ကိုရန်ကုန်မြို့မင်းတပလမ်းမှာရှိတဲ့ MCC ခန်းမှာဒီဇင်ဘာလ30ရက်နေ့မှာကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ောင်းသလုံးမှာကယ်ရီဂီတာရေးထွက်ရမှာပြပွဲမှာတော့ကတ်တွန်းဆရာတွေကိုယ်တိုင်ကတ်တွန်းဆွဲပြနေရတာကိုလည်းတွေ့ရပါတယ်အထရတုံကဟုတ်ကဲ့ဒီပါမဒါပြင်ကလေးငယ်တွေအတွက်လက်လုံကြုံအယုတ်ကလေးများကိုလည်းတခါတည်းပြုတ်လို့ရောင်းချနေတာဖြစ်ပါတယ်။ဘာလို့ကျင်တာလဲ။မွေနေကိုင်းလို့ကျင်တာဟုတ်လား။ဟာရော။အဲ့ဒါက1500နေ ပြပွဲမှာအမတ်တရအထိမ့်မဲ့ပစ္စည်းတွေဖြစ်ဥရွှေရုပ်ပလတ်စတာရုပ်ထုအင်ဂျင်များစာအုပ်တော့ကြိတ်များရောင်းချနေတာကိုတွေ့ရပါတယ်။ရောင်းချတဲ့အခါမှာရရှိလာတဲ့အကျိုးမြတ်တွေကိုကာတွန်းအပင်းဖွဲ့ဖွဲ့စည်းဖို့ရှိတယ်လို့ကာတွန်းနှစ်တရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌဦးမမအောင်ကပြောပါတယ်။ပွဲတော်ကျင်းပရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဦးမမအောင်ကအခုလိုပြောပါတယ်။အမှန်တော့ဒီကာတွန်းဆရာကြီးအတွက်ဒီဟိုနှစ်တရာပွဲဆိုတာတော့ဒါဟိုကျုံတော့ကျုံပဲပေါ့နော်။ဒါဟိုနှစ်နေရာဆိုရင်ဒီကိုလိုလက်ရှိမှာမဟုတ်တော့ဘူးပေါ့လေ။ အဲ့တော့ဒီနှစ်တရာပွဲမှာကာတွန်းဆရာကြီးအားလုံးရဲ့ဆန္ဒဒီနှစ်တရာပွဲကိုနော်အောင်အောင်မြင်မြင်နဲ့ဖြစ်ချင်တာပေါ့အဲ့ဒီအတွက်ဒီပွဲကိုကျင်းပတာဟိုဆရာလူဟောင်းတွေရောဒီဘက်ခေတ်လူငယ်တွေရောဆိုရင်အားလုံးဟိုပါပေါ့ကား300လောက်ရှိပါတယ်ဒီပွဲတော့မှာတော့အခုဒီကခေတ်သုံးခေတ်ကိုထင်ဟတ်တဲ့ကာတွန်းတွေပေါ့လေနော်ဟိုဒီဆရာကြီးဥွှေတလီတို့ကဒီ netchet dollar ရေးဟိုဒီဒီ ခစ်ကနေပြီးတော့ဒီအမျိုးသားလွတ်မြောက်ရေးပေါ့ကတ်တုန်းတွေရေးဆွဲရာနေပြီးတော့အဲဒီဘက်ခစ်နော်ဟိုခစ်သုံးခစ်ကထင်မြင်ဟတ်တဲ့ကတ်တုန်းတွေစီစဉ်ထားတယ်နောက်ပြီးတော့ဒီမကယ်ကေချာနဲ့ပတ်သက်တဲ့ပုံတွေနောက်ပြီးတော့ဒီကတ်တုန်းရုပ်ရှင်နဲ့ပတ်သက်တဲ့စာတမ်းတွေဖတ်မယ်နောက်ပြီးတော့ဒီကတ်တုန်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတွေရှိမယ်ပြီးတော့ကတ်တုန်းဆရာတွေရဲ့ဟောပေါ့အငိမ့်တွေရှိမယ်ပေါ့ပြီးတော့ဟိုမန်လေးကတ်တုန်းဆရာတွေကနေပြဇက်ကအဲ့လိုအသေးသေးလောက်ထားပါတယ် ကောင်းပါလေနှစ်တရာပြည့်ဆိုတော့နှစ်တရာပြည့်ဆိုတော့ဒါကတ်တုန်းစရာတွေလည်းစူးစီစီပြန်တွေ့ရတော့ဘာလို့လဲဆိုရင်ကတ်တုန်းစရာတွေကကြီးငယ်လာမြေပေါ့နည်းနည်းတကွတရားဖြစ်နေကြတော့တရားနဲ့တရားပေါ့ဒုန်းနဲ့တူကမတွေ့ပြကြဘူးလေနှစ်တရာပြည့်ကတော့ဒါမဖြစ်မနေလာကြအောင်ကြုံခဲ့တယ်ပေါ့နှစ်တရာပြည့်အဲ့တော့ရောက်အောင်လာကြတော့တွေ့ရဆုံးအောင်ဒီပွဲကြီးကလည်းဖြစ်တယ်ပေါ့ပြပွဲမှာစာပေဟောပြောပွဲတွေနဲ့ပြုလုပ်ခဲ့ပြီးမန်လေးကတ်တုန်းစရာတွေကို ပြဆက်ကပြတင်ဆက်ခဲ့တယ်လို့ရန်ကုန်သူငယ်ကတ်တုန်ဆရာတွေကလည်းအငိမ့်ကပြဖျော်ပြခဲ့ပါတယ်ကတ်တုန်နှစ်တရာပြည့်ပွဲတော်ကိုလာရောက်ကြည့်ရှုတဲ့ပရိသတ်တွေဟာထင်ရှားကြော်ကြားတဲ့ကတ်တုန်ဆက်ကောင်အယုတ်တွေနဲ့တပြောတပါဓာတ်ပုံတွဲရိုက်နေတာကိုလည်းတွေ့ရပါတယ်ပြပွဲကိုကလေးငယ်တွေကိုအုတ်ထင်းသူတွေကလိုက်လံပြတာတွေကိုလည်းတွေ့ရပြီးလိုက်ပါပို့ဆောင်တဲ့မိဘတဦးကလည်းအခုလိုပြောပါတယ်အဲကလေးတွေကိုဒီလိုပဲကတ်တုန်သူတို့တွေကအခုခေတ်မှာじゃပကြီးတို့ပါတို့ကတ်တုန်ဝါသနာပါတာဦး ကြောင်းမာလဲပကြီးတင်တန်းနေတက်ပါညာဆိုတော့အဲ့နဲ့လိုက်ဖို့ဖြစ်တာပေါ့ဘလူခံစားရလဲဆိုတော့ပျော်ရွှင်မိပါတယ်ဒီလိုပဲမိသားစုနဲ့ကလေးတွေရောသူတို့တွေအနာဂတ်အတွက်ရောသူတို့တွေဒီလိုမျိုးဟလာဟိုပုံလေးတွေဆွဲဒီမှာပကြီးဆွဲတာလေးသူတို့ဝါသနာလဲပါတာဟုတ်အားကြောင့်လို့မြန်မာကာတွန်းနှစ်တရာပြည့်ပွဲတော်ကိုဒီဇင်ဘာလ31ရက်နေ့ထိကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ် တက်တန်းလိုက်ဘောလုံးပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ကြတဲ့ကစားသမားများအသက်မမတ်ကကဝင်ပြိုင်စီခြင်းနဲ့လို့မြန်မာနိုင်ငံဘောလုံးပွဲချုပ်ဥက္ကဋ္ဌဦးစောစောကတိုက်တွန်းပြောကြားလိုက်ပါတယ်။ကျင်းပလျက်ရှိတဲ့ MFF U14 100 Plus Super Cup 2015ရဲ့အသက်16နှစ်အောင်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲခန်းနာမှာဘောလုံးကစားသမားများအသက်ကြုံမှုစီစစ်မှုများနဲ့ပတ်သက်ပြီးမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဓိကအရေးကြီးဆုံးကတော့အသက်ပါပဲ။ အသက်မငယ်မှုဆိုတော့ကျွန်တော်တို့က18နှစ်ကဘာဖလာကိုသွားတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်16နှစ်နဲ့17လတဲ့10လပေါ့နော်အဲ့ဒီအချိန်မှာဒီအသက်ဘယ်လောက်ရှိလဲဆိုတာကိုဒီလူတယောက်မှာမှန်းအလွယ်ဆုံးပဲဒီ MRI ရရင်ချိန်တင်ပေါ်တယ်မပေါ်စရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့က18နှစ်ရောက်ပြိုင်ပွဲကိုပေါ့နော်သွားဖို့အတွက်ဒီလိုပြိုင်ပွဲတွေကိုကျင်းပတယ်ဒီလိုပြိုင်ပွဲတွေမှာအသက်မမှန်လို့ကျွန်တော်တို့ကကောင်းတဲ့ထင်ပြီးရွေးသွားပြီးတော့မှဟိုတမအသက်ဆစ်လိုက်လို့မိရင်ဘောလုံးတင်းတင်းဆုံးဆုံးတော့မဟုတ်နိုင်ငံရေးကုန်သိက္ခာဆုံးဆုံးတာနောက်ကျွန်တော်တို့လုတ်ခဲ့တဲ့ချိန်တွေဆုံးဆုံးတာနောက်တခြား လူတွေရဲ့အခွင့်အရေးကိုပါဆုံးရှုံးတာပေါ့နော်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့တရားမျှတတဲ့နီးနဲ့မှန်မှန်ကန်ကန်နဲ့အသက်မှန်မှန်ကန်ကန်နဲ့အသင်းတွေကိုလည်းဝင်ပြိုင်စေချင်တယ်။မိဘတွေကလည်းကိုသားသမီးကိုမလိမ်မဲနဲ့အသက်မှန်ကန်ကိုပြောစေချင်တယ်။အသက်မှန်ကန်ရေးတည်တာဘောလုံးလောက်ကတိုးတက်ဖို့အတွက်အဓိကအကြောင်းရင်းပဲ။အသက်မှန်မမှန်ဘူးဆိုရင်ကျွန်တော်တို့ရှေ့မှာဘာပဲပြောကျွန်တော်တို့15နှစ်နဲ့19နှစ်ကရင်ဘာလို့19နှစ်ကတော့တိုင်းနာတစ်ခုတည်တာမှာပဲမကြွလည်းပဲရောက်နေပြီလေ။အဲ့တော့အဓိကကတော့နောက်တစ်ခုကအခုဆိုလို့ရှိရင်ဒီ အသက်လိန်တဲ့နိုင်ငံတွေပေါ့နော်ဒါအရှင်းပြောလို့ရှိရင်တချို့ဆိုရင်ဖီဘာမိသွားတဲ့နိုင်ငံတွေရှိတယ်တိတ်ခါကြတာပေါ့နော်ဟိုအဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့ရည်ကြီးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီလိုပြန်ဝဲတွေလှုပ်တိုင်းလှုပ်တိုင်းမှာမိဘတွေရောဆရာတွေရောအတင်းတောင်ဝင်ရှိသူတွေရောအားလုံးကငွေစည်းရင်းနဲ့တကောင်စည်းရင်းနဲ့မှန်မှန်ကန်ကန်နဲ့အသက်ကိုပြောပြီးတော့ကစားစေချင်ပါဥဇော်ဇော်ကကစားသမားများတတ်မှတ် တတ်တဲ့အတွက်အသက်ကျော်မှုတွေဟာဘောလုံးလောကဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေကြောင်းလည်းပြောကြားခဲ့ပါတယ်။တကယ်တော့ကျွန်တော်တို့ဒီ အဲစပို့မက်ဒီဆင်မှာတေချာကျွန်တော်တို့လေးလာလိုက်တဲ့အခါကျတော့ဒီ16နှစ်မတိုင်ခင်မှာစစ်တာအမှန်ဆုံးပဲအဲ့တော့အဲ့နီးကိုကျွန်တော်တို့သုံးတာအခုတော့ကျွန်တော်တို့ဒီ fever က16နှစ်ရောက်ပြိုင်ပွဲအာရှ16နှစ်ပြိုင်ပွဲတွေသွားတယ်ဆိုလို့ရှိရင်လေသူတို့ကအဓိကဒီစစ်ပညာနဲ့ပဲအသက်ကိုအဓိကထားပြီးစစ်တာကျွန်တော်တော်တော်များများနိုင်ငံပြိုင်ပွဲတွေမှာတွေ့ရတယ်လေအဲ့တော့ကျွန်တော်တို့အနေနဲ့အဓိကကိုမှန်မှုရေးကြည့်တယ်အဲ့ဒါကဒီအသက်မှန်တာမမှန်တာအသက်စစ်လို့လွတ်သွားတာအရေးမကြီးဘူးကျွန်တော်တို့ဘောလုံး development တစ်ခုလုံးအတွက်လည်းထိခိုက်တယ် ဒါကြောင့်မို့ကျွန်တော်အနေနဲ့ကတော့ဒီကစားသမားအားလုံးကတက်တန်းလိုက်တိုင်းမှာမှမကန်နဲ့ဝင်ပြိုင်စေချင်တယ်။အဲ့တော့သူတို့မှမကန်ကစားကျင်စိတ်ရှိတယ်။မှမကန်ကန်ပြပြီးကစားကျင်တယ်ဆိုရင်ကျွန်တော်တို့ထိ ंछ ောက်ရလဲလွယ်တယ်။သူတို့ကိုယ်တိုင်ကအားလုံးကလိန်ချင်းနေကျွန်တော်လည်းထိ ंछ ောက်ရခက်တယ်။အဲ့တော့ကျွန်တော်အနေနဲ့ကတော့အားလုံးကိုပေါ့နော်အသိပညာပေးပြီးတော့မှအသက်မှမကန်နဲ့ကစားဖို့ကျွန်တော်စိတ်ထဲကတော့အများနဲ့တိုက်တွန်းသလိုအခုဆိုလည်းအစစ်စစ်စစ်ဆေးပြီးလုပ်နေပါတယ်။လက်ရှိမှာကစားသမားများအသက်စစ်စစ်မှုများနဲ့ပတ်သက်ပြီးအစစ်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 မှုတွေပြုလုပ်နေတယ်လို့ဖွဲ့ချုပ်ဥက္ကဋ္ဌကပြောကြားခဲ့ပါတယ် လက်ကျွမ်းလူတမှုမှာသေရန်ချမှတ်ခံခဲ့ရတဲ့မြန်မာရွှေပြောင်းလုပ်သားနှစ်ဦးအတွက်အမှုမှန်ပေါ်ပေါက်စေဖို့ဒီဇင်ဘာလ30ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့မှာဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ပါတယ်။အဲဒီဆန္ဒထုတ်ဖော်မှုမှာလူဦးရေ90ခန့်ပါဝင်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။မတရားစီမုံလုံးရှိလုံးရှိမတရားစီမုံလုံးရှိလုံးရှိအဓိကပါလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားနှစ်ယောက်ရဲ့ကိစ္စဟာဘလို့မှထိုင်းနိုင်ငံရဲ့ဒီတရားစီရင်မှုကိုလက်မခံနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရတယ်။နော်ဒီဒီကိုထိုင်းနိုင်ငံရဲ့ဒီတရားစီရင်မှုဟာ မမျှတမှုလို့ကျွန်တော်တို့ခံစားရတယ်အဲ့တည်းကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသားနှစ်ယောက်ရဲ့ရပိုင်ခွင့်တောက်ပြီးတော့ဒီလွတ်လပ်ခွင့်ကိုကျွန်တော်တို့ပြန်လို့ရှင်ရဗျာဒါတရားမျှတတဲ့ဒီစီရင်မှုတစ်ခုဖြစ်စေရှင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီဘွေးကိုဟိုဆက်လို့ရတာဖြစ်ပါတယ်ဒါကျွန်တော်တို့ထိရောက်မယ်လို့တော့မျှော်လင့်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဆန်တော့ကိုထုတ်ဖို့ပြသတာကျွန်တော်တို့ရဲ့လုပ်ပဲဒါပေမဲ့ဒီတင်ရင်တမင်းနဲ့သွားမဲဟာကအစွမ်းနဲ့သွားမဲဟာရှိမယ်နောက်ထပ်ဒီဥပဒေကြောင့်ကလောမဲဟာရှိရယ်အဲ့တော့သူတို့လောက်ကိုသူတို့လောက်မယ်ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေ အနေနဲ့ကတော့ကျွန်တော်တို့လုပ်နေတာကိုကျွန်တော်တို့ကကျွန်တော်တို့ဆန်တဲ့တွေကိုထုတ်ဖို့ပဲရှိတယ်။နောက်ဒီအယူခံဝင်လာလို့လွတ်လာမယ်မလွတ်လာဘူးဆိုတာကကျွန်တော်တို့စောင့်ကြည့်ရမယ့်ပိုင်းဖြစ်တယ်။နောက်ဒါကျွန်တော်တို့ဘယ်လိုဆက်လုပ်ရမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်နေတယ်။တကယ်လို့လွယ်လို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ဒီလိုဆန်တဲ့ထုတ်ဖို့မှုတွေပါတယ်။တောင်းဆိုမှုတွေလောက်အောင်ပါပဲ။နောက်ပြီးတော့ signature campaign တွေလောက်အောင်ပါပဲကျွန်တော်တို့ကဆန်တဲ့ထုတ်ဖို့သူတွေဟာဗန်မြို့နယ်ဘိုးစိမန်ကွင်းကနေတက္ကသိုလ်မြို့နယ်ဟစ်တိုက်ထိချစ်တက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်တည်ရန်ချမှတ်ခံခဲ့ရတဲ့မြန်မာနိုင်ငံသား2ဦးနဲ့ပတ်သက်ပြီး ကော့တောင်းနဲ့မြဝတီမြို့တွေမှာလည်းဒီနေ့မနက်ပိုင်းကဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွားခဲ့ပါတယ်။ကော့တောင်းမြို့မှာ၄ချိန်မြောက်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီးရဟန်းရှင်လူပြည်သူလူထု900ခန့်နဲ့ဗနိုင်းပိုစတာများကိုင်ဆောင်ကစီတန်းလှည့်လေကကြွေးကြော်ခြင်းတွေကိုပြုလုပ်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ မြဝရီမြို့မှာတော့ရွှေမြင့်ဝံဖျားကြီးဝင်းမှာထိုင်းနိုင်ငံလက်ကျွလူတပ်မှုမှမြန်မာနိုင်ငံသားနှုအမြန်လွတ်မြောက်ဖို့ဆန္ဒပြုကာစူတောင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးအင်အားတရာခန့်ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်မြန်မာထိုင်းနယ်စပ်ဖျားသုံးစုနယ်စပ်ကိမ်းမှာလည်းယနေ့မနက်ပိုင်းက၃ချိန်မြောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။